နီဒူလေးတွေကိုရေတီတီချာချာဆေးပြီးတော့မှရေစစ်ထားပါမယ်။ပြုတ်ထားတဲ့ဘဲဥလေးတွေကိုဖွဖွလေးကင်ပြီးဓာတ်နဲ့လှော့ဆွဲတလူဆွဲပြီးတော့မှနှစ်ပိုင်းဖြတ်ထားပါမယ်ရှင်။မီပင်ပင်နဲ့ပူပေးထားတဲ့စီပူပီဆိုရင်တက်တွန်ကြီးထည့်ကြော်မယ်တက်တွန်လေးတွေချက်ပြီးတော့မှရွှေဝါရောင်ပြောင်းပြီဆိုရင်နွနွင်းမုတ်အယောင်တင်မုတ်ထည့်မယ်ကျန်းချင်ဒီထည့်မယ်စားနဲ့အရာတာမုတ်ထည့်မယ် ဖုံလေးဖုံပြီးတော့မှအလေလက်မီနဲ့တည့်ပြီးထားပါမယ်ရှင်။ခဲန်းချင်ဒီလေးတွေပျော့ဥလာပြီဆိုရင်ချစ်ချပေးပါမယ်။ခဲန်းချင်ဒီလေးတွေပြေရွားပြီဆိုရင်တော့ငားငန်ပြာရင်နဲ့မကြီးနစ်ထဲ့မယ်။မာဆလာလေးထည့်။မနီတူ6လေးတွေထည့်မယ်။အနေငယ်မွေကြော်ပြီးရင်ရေနွေးထည့် ဖုန်းလေးပုံပြီးတည်ထားပါမယ်ရှင်။2မိနစ်3မိနစ်ခန့်တည်ပြီးရင်ဒါမှမဟုတ်ရေလေးတွေပပွက်ဆူလာပြီဆိုရင်ဘဲဥတွေထည့်မယ်။ဘဲဥလေးတွေကိုအရေးထဲမြှောက်အောင်လို့ခတ်တတာလေးလုပ်ပြီးပြီးတော့မှအဖုန်းလေးဖုန်းအလေအလက်မီနဲ့တည်ပြီးထားပါမယ်ရှင်။တည်ထားတဲ့အတော်အတွင်းလေးမှာအိုမကန့်အောင်လို့ခတ်တတာလေးမှုပြီးမယ်။ ခုနှစ်မိနစ်ရှစ်မိနစ်ခန့်တည်ပြီးရင်တော့နန်းနန်းပင်လေးထက်အနေငယ်မှုရောပြီးတာနဲ့ဟင်းလေးအရာရှိစွာတုံးဆောင်ဖို့အတွက်သင်ဖြစ်ပါပြီရှင်။